ချိုးဝင်းမှအတူတူဆောင်ခဲ့ပေမဲ့ဝိုင်းစုခံတိန်လောက်ဝိပုံစားပုံမသားနာလို့လူပြောများနေရဲ့ဆိုပြတဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အနုပညာရှင်တွေရဲ့ပေါ်ပေါ်မှာတော့သူတို့ရဲ့အနုပညာအရေးချင်းတွေဒါမကသူတို့ရဲ့ဝိပုံစားပုံဖက်ရှင်တွေကပါပရိသတ်တွေရဲ့စောင့်ကြည့်ဝေဖန်မှုတွေကိုအမြဲခံရလေးရှိပါတယ်အထူးသဖြင့်တော့ပြိုင်ဆိုင်မှုတစ်ခုလို ဖြစ်နေတဲ့အချိန်တွေမျိုးမှာဆိုရင်ဒီဖက်ရှင်နှိုင်းယှဉ်မှုတွေကပိုပြီးတော့တောင် ပြင်းထန်တတ်ပါတယ်အခုတခါမှလည်းအကြောင်းအရာများစွာနဲ့ဆက်ဆက်နေရဲ့ရိုးဝဲတစ်ခုမှအတူတူဆောင်ခဲ့ ဲ့ကြပါပဲ။အစိုးရဝန်စုကန်တိန်လဝေပုံစားပုံမှာတသနာနာမရှိဘူးဆိုပြီးပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတဲ့သူကတော့အကယ်ဒမီမင်းသမီးကျော်ဆိုပြီးတဲ့စင်ပဲဖြစ်ပါတယ်။ နမီကျော်ဆိုပြတဲ့စဉ်ဟာအနုပညာလောကမှာဗတ်ဆောင်တော်တဲ့ထိတ်တန့်အနုပညာရှင်တယောက်ဆိုတာကိုဘယ်သူမှညင်းနိုင်မှာမဟုတ်ပါဘူး။တရုတ်ဆောင်တဲ့နေရာမှာဆိုရင်နိုင်ငံကအလေးစားရဆုံးစုတွေတဲကတခုဖြစ်တဲ့အကယ်ဒမီစုကိုတောင်းထိုက်ထိုက်တန်တန်နဲ့ရရှိထားတာဖြစ်ပါတယ်။တချင်းဆိုတဲ့နေရာမှာလည်းချိုးသားတဲ့အတန်နဲ့ပရိသတ်ကိုဖန်ဆားနိုင်တယ်လို့သူရဲ့အနေအထိုင်တည်ငြိမ်အေးဆေးမှုတွေကလူတိုင်းကချစ်ခင်လေးစားရတဲ့အချက်တစ်ခုပါ။ ဒါပေမဲ့ဒီလိုအရင်ချင်းတွေနဲ့ပြည်စုံနေတဲ့သူမစီမှာပရိသတ်တွေအမြဲတမ်းလိုလိုအားမလိုအားမရဖြစ်ပြီးထောက်ပြဝေဖန်နေကြတဲ့အပိုင်းတစ်ခုရှိပါတယ်။အဲဒါကတော့သူမရဲ့ fashion sense လို့ခေါ်တဲ့ ဝတ်စားစင်ရင်မှုအပိုင်းမှာပဲဒုမဟာတန်ဖိုးကြီး brand တွေကိုဝစ်ဆင်တက်ပေးမယ်နောက်ဆုံးထွက်ဒီဇိုင်းတွေကိုရွေးချယ်တက်ပေးမယ်ဝစ်ဆင်လိုက်တဲ့အခါမှာလိုက်ဖက်ညီမှု မရှိတာတာနာကြော်ရှင်းမှုမရှိတာတွေကြောင့်အမြဲတမ်းဝေဖန်ခံရလိမ့်ရှိပါတယ်ဟင်းဝင်ရန်ကလက်ထက်ခွင့်တောင်းခဲ့တော့ကဝေခဲ့တဲ့မီးအောင်ဆောင်ဝစ်ဆောင်ဆိုတဲ့နာမည်ပြောင်းရခဲ့တဲ့ကာဝင်ကဒီဝေဖန်မှုတွေရဲ့အထင်ရှားဆုံးဥပမာတစ်ခုပါအခုတော့ဒီ fashion ဝေဖန်မှုတွေကပိုပြီးအသိတာထင်ရှားတဲ့နေရာတစ်ခုမှာထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်အဲ့ဒါကတော့နေပြည်တော်လယ်ဝင်းမျိုးက28စု ရာပွဲမှာပြုလုပ်ခဲ့တဲ့ဖျော်ဖြေပွဲဖြစ်ပါတယ်။ဒီပွဲကဘာကြောင့်ထူးခြားတာလဲဆိုတော့သူ့ရဲ့ချစ်သူလက်ထက်တော်မဲ့သူသူ့ရဲ့ဟင်းဝီရင်ရဲ့ရည်စားဟောင်းဖြစ်တဲ့အစိုးရဝိုင်းစုခိုင်တဲ့နဲ့တရန်နဲ့အတူတူဖျော်ဖြေခဲ့ရလို့ပါပဲ။ဒီလိုမျိုးချစ်သူဟောင်းနဲ့လက်ရှိချစ်သူတို့ထိတိုက်တွဲဆုံတဲ့ပွဲဖြစ်တာကြောင့်ပရိသတ်တွေရဲ့အာယုံဆိုင်မှုကတော့သူတို့နှစ်ယောက်စီကိုရောက်နေပါတယ်။ လူရုံယောက်ရဲ့မျက်နှာအမူအရဆက်ဆံရေးကအစဝစ်စားစင်ရမှုအစုံအရာအလုံးကနှိုင်းရှင်စရာတွေဖြစ်လာခဲ့ပါတယ်။ဒီပွဲမှာတော့ fashion ဘယင်မလို့တောင်းတင်စားခံရတယ်။ဝိုင်းစုခိုင်သိန်းကသူ့ရဲ့ထုံးစံအတိုင်းပဲခင့်မိပြီးတော့သားနာတဲ့ပုံစံနဲ့အရန်ကိုတင်ရှားပေါ်လည်နေခဲ့ပါတယ်။သူ့ရဲ့ဝစ်စုံစပင်း make up အရာအလုံးကတသားတည်းကျပြီးတော့ကြည်ရတဲ့သူအတွက်အပြစ်ပြောစရာမရှိအောင်ပြည့်စုံနေခဲ့ပါတယ်။ တဖက်မှာတော့မင်းသမီးကျော်ဆိုပြတဲ့စဉ်ကလည်းအကောင်းဆုံးဖြစ်အောင်ပြင်ဆင်လာခဲ့ပေမယ့်ဝိုင်းစုံငယ်လေးနဲ့ရှင်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဝတ်ပုံစားပုံတွေကတာနာမှုမရှိပဲအဲ့ဒီအပိုင်းမှာအားနေသွားခဲ့တယ်လို့ပရိသတ်တွေကသုံးသပ်ခဲ့ကြပါတယ်။ဝတ်စုံကခင်းမိပေမယ့်သူ့ရဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်မှုမရှိတော့သပင်ပုံစံနဲ့မိကက်ကတတားလေးမကြတာတွေကြောင့်ဝိုင်းစုံငယ်လေးလောက်တာနာကျော်ရှင်တဲ့အသွင်ကိုမရရှိခဲ့ဘူးဆိုပြီးဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့အားလုံးကချီးကျူးစရာကောင်းတာကဒီလိုဖက်ရှင်အရနှမ်းရှင်ဝေဖန်မှုတွေရှိနေပေမယ့်သူတို့နှစ်ယောက် ရဲ့ပုံကိုရေးဆက်ဆံရေးကတော့အရန်ကိုအကောင်းမြင်စရာဖြစ်ပါတယ်။တယောက်နဲ့တယောက်ရန်လိုမုန်းတိမနေပဲညီမရင်းတွေလိုရင်းရင်းနှီးနှီးနဲ့ professional ပြီးသားစွာအလုပ်တူတူလုပ်သွားခဲ့ကြပါတယ်။ပရိသတ်ကြီးလိုနေနဲ့ရောဒီဖြစ်ပျက်ပုံမှာဘယ်လိုမြင်မိပါသလဲ။အနုပညာရှင်တယောက်တည်းသာနာမှုဆိုတာဘလောက်ထိအရေးကြီးပါသလဲဆိုပြီးသစဉ်ရဲ့အနုပညာအရေးချင်းတွေကသူ့ရဲ့ fashion အားနည်းချက်ကိုဖုံးလွှမ်းနိုင်တယ်လို့ထင်ပါသလားမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်